2025-2026ပညာသင်နှစ်အတွက်ခြေကံပညာကျောင်းတွေမှာအကြောင်းသုံးဖတ်စာကိုအစ်စ်နဲ့အဟောင်းကိုမဲနိုင်ပြီးယူကြရတယ်လို့ကျောင်းသားမိဘတွေထပ်မသိရပါဗျ။ပြီးခဲ့တဲ့ပညာသင်နှစ်ကစလို့အတန်းပြီးဆုံးခဲ့တဲ့ကျောင်းသူကျောင်းသားတွေဟာဖတ်စာအုပ်တွေကိုသက်ဆိုင်ရာကျောင်းကဆရာဆရာမတွေထံပြန်လည်အနှံခဲ့ရတာပါ။ အခုလိုမျိုးပုံစံနဲ့ဖတ်စာအုပ်တွေပေးတာဟာចောင်းသားတွေအတွက်သာမကမိဘတွေအတွက်လည်းအဆင်မပြေဘူးလို့အထက်တန်းចောင်းသူတူဦးရဲ့မိခင်ကပြောပါတယ်။ចောင်းအဲစာအုပ်တွေကိုမဲနိုင်ပြီးမဲနိုင်ပေးတဲ့စနစ်ကိုတုံးနေတာပေါ့နော်။အဲအမားတို့ဆိုចောင်းအတော့ဟောင်းကြလာတယ်။ကြားလာတဲ့အခါကြည့်ရလာတဲ့စာအုပ်ကိုကြည့်လိုက်တဲ့အခါကျတော့အထဲမှာဒီဘောပင်နဲ့မှတ်ထားတာတွေခဲတံနဲ့မှတ်ထားတာတွေမှင်နေနဲ့မှတ်ထားတာတွေအဲ့လိုမျိုးတွေပေါ့အဲ့လိုအမတို့သွားရတော့ဆိုရင်သွားအပ်တဲ့၄ရောင်လုံးဒီ အဟောင်းကြတယ်ကြားတဲ့စာအုပ်တိုင်းကအဲ့လိုဖြစ်နေတယ်ဖြစ်နေတဲ့အခါကျတော့ဒီကိုယ်ကလေးတုံးတဲ့အခါကျရင်လည်းကိုယ်ကလေးမှတ်ရပြုရမှလည်းရှိတဲ့အခါကျတော့ဒီစာအုပ်ထဲမှာအဆင်မပြေဘူးပြင်ပြတဲ့အခါကျတော့အမတို့ကကြောင်းဝယ်ပြတ်အပ်လိုက်တယ်ဒီကကြီးမှာအဆအဆရရဈေးကြီးနေတဲ့အချိန်မှာဒီဖက်စာအုပ်ကိုဝယ်ဖို့ဆိုတာလည်းဒီမိသားစုဆိုင်ရာအဆင်ပြေနေကတိကြတယ်ပေါ့အဆင်မပြေနေကြတဲ့အခါကျတော့လေအဲ့တော့ဒီအဲ့ဒီစနစ်ကိုကျင့်သုံးတာကိုလေစဉ်းစားလို့မရဘူးပေါ့နော်ဒီ နောက်ခလေးဘလို့မှအဆင်မပြေနိုင်တဲ့အခြေအနေမျိုးကိုဟိုဘာလို့တုံးလဲပေါ့လက်စင်ငန်းစနစ်ကိုကျင့်သုံးမှဖြစ်တဲ့အတွက်အခုလိုမျိုးចောင်းသုံးဖက်စာအုပ်တွေကိုပြန်လဲအနှံခိုင်းတာဖြစ်တယ်လို့စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ကြီးဌာနကပြီးခဲ့တဲ့နှစ်ကလေးကထုတ်ဖော်ပြောကြားခဲ့တာပါတောင်းသုံးဖက်စာအုပ်ကိုစုံလင်စွာမပေးနိုင်တဲ့ចောင်းတချို့လည်းရှိနေပါတယ်လိုအပ်တဲ့ဖက်စာအုပ်တွေကိုចောင်းတက်ချိန်မှာပေးနိုင်မပေးနိုင်မသိကြတဲ့အတွက်ပြင်ပကနေပဲဝယ်ယူလိုက်ဖို့ဆရာမတွေကဆိုတယ်လို့မိဘတချို့ရဲ့ပြောပြချက်ရသိရပါတယ် ဟိုတချို့ခလေးတွေကြတော့ဗာလဲဟိုအကျမဲမှားရတဲ့အကြီးကြီးကြတော့စနေတန်းတွေကမဲမှားရတာမဲမှားရတဲ့အထက်မှာအဟောင်းနဲ့စနေမျှခဲ့တယ်။အမ်စနေတန်းကမျှခဲ့တယ်ရမို့ငယ်တန်းတွေကမျှခဲ့တယ်။စနေတန်းတွေကအဟောင်းမဲရတဲ့အကြီးကြီးကိုနင်းက၁၀အုပ်ပဲရလို့ဆယ်ဆောင်မရလို့မဲမှားရတာတို့ခလေးကပေါက်လာတဲ့အဟောင်းအဲ့လိုကြအစင်းမပြေဘူးကဟဲ့အစ်စ်တော့ခိုင်းအစ်စ်တော့ခိုင်းနေချင်တာပေါ့ဟုတ်တယ်မလား ကသူတို့အဟောင်းတွေကြတချို့ဟာရဟိုမစုံနိုင်လည်းရှိကြပါတချို့ကလေးတွေကြတချို့စီကန်းရှိရကလေးရှိလို့မရှိတဲ့ကလေးလည်းရှိတော့နောက်ကင်မဲ့ကလေးကြတော့နှစ်နှစ်ကုန်နေကြတော့ကင်ရမှာမဖြစ်တော့ဘူးပေါ့အဲ့တော့မိသားတွေကထက်ဝယ်ရတော့မှာပေါ့စစ်ကောင်စီကတော့အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ဒီကနေ့ထိစည်ရေးဘတ်ဂျက်ကိုပုံမအေးပေးနေတာဖြစ်ပြီးကျန်တဲ့ကဏ္ဍတွေအတွက်အသုံးစရိတ်ကိုတိတိတသားရှော့ချနေတာလို့နိုင်ငံရေးလှိလာသုံးသက်သူတွေကလည်းထောက်ပြကြပါဗျာ။ ကျောင်းနေကာလကိုမေလ22ရက်ကနေဇွန်လ1ရက်နေ့ထိသတ်မှတ်ထားပြီးကျောင်းအပ်စတင်လက်ခံတဲ့နေ့မှာလည်းကျောင်းအပ်နှံသူဥယေတက်တသမနှစ်တန်းကျော်ရှိတယ်လို့စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။